ဟိုနာမည်တက်ပြီးတော့ဗန်းပြီးမှာပြေးသေးတယ်ဆိုပြေးသေးရောပြေးသေးရဟိုအလုံးကြီးပြေးသေးရအချက်ပါတော့ပြေးသေးရလူမလူရကအဆက်တွေဟက်ကက်ဟက်ချက်တွေဝိုင်းပြီးလုံးကြီးကတက်ကွာတက်လာပြီးသူလန့်သွားလိမ့်ဒီလိုခက်ခက်ကိုပေါ့ကိုပေါ့နဲ့ပဲကိုပေါ့ကိုနာမည်တက်ပြီးတော့ကိုပေါ့ကိုဟက်ချက်လုပ်ပြီးတော့ရေးလိုက်ကိုပေါ့နဲ့ပဲမဟုတ်တာကိုရေးလိုက်အိုးပြောင်းဘယ်ဖြစ်တော့မဟုတ်တာတစ်ခုရေးပလိုက်လေဘလောက်ထိဖာကြခိုင်းရဲ့ဆိုတော့တကယ်နော်အော်ဒီမေးလို့မြတ်တော်တော်ဆိုးတဲ့မေးလို့မျိုးเนาะอืมๆๆๆ ကဲအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ YouTube channel ကိုပြန်လည်လို့ကြိုဆိုလိုက်ပါရယ်မနေ့ကတော့ကျွန်တော်ဒီဘောမရက်ွက်ဟာတာများစီစဉ်အဲမတင်ဆက်ဖဲနဲ့အညီလေးဖုံးတိုက်နဲ့ကျွန်တော်စကားဝိုင်းလေးအဲပြောပြတယ်ပေါ့နော်အဲ့ဒီနေ့ဘောမရက်ွယ်ဟာတာများအစီအစဉ်အပိုင်း98တို့ရောက်ရှိလာရောဗျာနော်ဆိုတော့အဲမိဘပြူမိဘပြူသူများကျွန်တော်ကိုကျွန်တော်မက်ဆေ့ချာမှာ အများကြီးပဲလာပို့ကြတယ်ဗောနော်ဒါဘာလဲဆိုတော့ကျွန်တော်တို့ဒီဘောမရက်ကွက်မှာစောက်ပြဒနာတက်နေတဲ့ကျွန်တော်တို့မင်းညာဆိုရင်ကျွန်တော်ဆိုဒီတန်တာမိုးသိရဲ့ లై ကိုကြည့်ပြီးတော့အတန်တာမိုးသိဆိုတော့ကျွန်တော်တကယ်မသိတာမသိဘူးအမှန်အဲဒီယူနေပါလေဒီ లై ဘောမှာသူများတွေ share ဟိုလူရှဲဒီလူရှဲနဲ့ new fever ဒါကြီးပဲတက်လာတော့ကျွန်တော်သူ့ like ကိုဝင်ကြည့်ရင်းနဲ့မှဘယ်လိုပြောရလဲတော်တော်လေးညှင်းနေသွားတယ်မနေ့ကဒီပါလဲဆိုမန်စီးတီးနဲ့လီဗာပူးပွဲတော်မှာကျွန်တော်မကြည့်ရတော့ဘူးကျွန်တော်အဲ့မှာဝင်ဆက်စုရင်းနဲ့ကျွန်တော်မနေ့ကအိယာထာနောက်ကြလို့ကျွန်တော် Facebook အကောင့်မှာတော့တင်လာလိုက်သေးတယ်ရွှေဘိုးကောင်တွေတော့ကျွန်တော် ဒီကခင်းစားမတဲ့ပေးတိုင်းကိုကျွန်တော်ဆိုင်ရနေဝယ်ထည့်ပေးလိုက်ကြတဲ့အချင်းဒီထီတော်ရောက်သွားတယ်ဗောနော်အဒီဟာကိုကျွန်တော်ကိုအပြောစေခြင်းလို့ဆိုပြီးတော့ကျွန်တော်လာပြီးပို့ကြတယ်ဗောနော်အများကြီးပဲကိုပိုလေးဟိုဟာဒီဘောမရက်ွက်ဟာတာများအစီအစဉ်မှာအဲဒီအကြောင်းအရာလေးလေးထည့်ပြောပေးပါဆိုပြီးတော့အဲအဲကျွန်တော်တို့ကျွန်တော်လာပြောထားတယ်ပေါ့ပြေးပို့ထားတယ်ပေါ့ ဆိုတော့အဲဒါကျွန်တော်အများကြီးတော့မပြောပါဘူး။အဲကျွန်တော်နည်းနည်းပါပါပဲအဲကျွန်တော်ပြောမယ်ပေါ့နော်။အဲဘာလဲဆိုတော့ရွှေမန်းပေါ့။အဓိကတော့ရွှေမန်းပေါ့နော်။ရွှေမန်းကအရင်တုန်းကတော့အဲကျွန်တော်နဲ့စတွေ့တုန်းကဒီ MRD ဟိုမှာသူကအဲဒီပြောမယ်ဆိုရင်အဲဘာဒီအကစားအစီအစဉ်တွေတင်ဆက်တဲ့ဒိုင်တာလာဘာလဲစီစဉ်တင်ဆက်သူကကျွန်တော်အဲ့ဒါတော့တိတ် ေချာမတည်ဘူးမတည်ဘူးဆိုတော့ပါသူအဲမောင်အုံးသီးနဲ့အကယ်ဒမီအုံးသီးပေါ့နော်အကယ်ဒမီအုံးသီးနဲ့ချိတ်ဆက်ပြီးတော့မှအဲကျွန်တော်ရဲ့တိုးကြုံဆက်သွယ်တယ်ဆက်သွယ်ပြီးတော့သူလုပ်တဲ့အာဂရာပွဲတော်တော်များများမှာကျွန်တော် MR တခုမှာကျွန်တော်ရိုက်ကူးရေးလုပ်ပေးရတာရှိတယ်ဗါလေဒီအုံးသီးလူဝဲလို့ဘာလို့ဆိုလိုက်မှာကျွန်တော်တို့အုံးသီးလူနဲ့တိုးကြုံလုပ်လိုက်တာ ်မအောင်သည့်ဇက်ကြီးကိုလဲထွက်သွားတာရှိသေးတယ်အဲ့ဒါเนาะအဲ့ဒီအမှတ်တရတွေရှိရောเนาะအဲ့ရွှေမန်းဘယ်လောက်ထိကျွန်တော်တို့ကိုခေါ်ပြီးဒုက္ခပေးလဲဆိုရင်တော့မနေ့အစောကြီးအဲကျွန်တော်တို့အဲ့တော့ရွှေကုန်းတိုင်းမဟုတ်တယ်အာကစားဂျာနယ်ကြီးရောင်းတာပေါ့เนาะအာကစားဂျာနယ်ထွက်တဲ့ချိန်လူရီတူးတဲ့ချိန်မှာကျွန်တော်တို့ခေါ်ပြီးတော့မနေ့အစောကြီးအဲ့တော့သူကိုပိုင်ကားတော်ရှိသေးဘူးပြာကျွန်တော်တို့တက်စီနဲ့လာခေါ်တက်စီနဲ့လာခေါ်ပြီးတော့ဟိုမှာသွားရိုက်ကြတယ်ပေါ့เนาะရွှေမန်းနဲ့အဲကျွန်တော်စတွေ့တော့ပေါ့เนาะ အဲ့ဒီခြေကုန်းထဲမှာသွားရိုက်ကြတယ်အဲ့ရိုက်တဲ့အချိန်မှာကျွန်တော်တို့ပြန်ကျွန်တော်တို့တို့တွေဘာလုပ်ပြီးလဲဆိုတော့အင်ဂျီလေးတထဲလက်ဆောင်ပေးတယ်ဒါပဲသူရိုက်ဝေးခွင်အင်ဂျီလေးတထဲနဲ့ကျွန်တော်တို့ပြန်ပေးရတဲ့နေပေါင်းကြီးအများကြီးတော့ဗျာဆိုတော့ထားပေါ့သူက MRT ကထွက်သွားပြီးတော့နောက်မကြပါဘူးခစ်ကောင်းတဲ့အချိန်မှာရုပ်ရှင်လောကခစ်ကောင်းတဲ့အချိန်မှာဟာရှင်မန်းရှင်မန်းဆိုဒီရှင်မန်းငါတို့သိတဲ့ရှင်မန်းလားပေါ့တကယ်ကျွန်တော်သိတဲ့အချိန်ကျတော့အမေဒီကောင်ကဆရာကြီးဖြစ်နေပြီကျွန်တော်တို့ဆပ်ဖတ်ကိုလုံးဝမလုပ်ဘူးအရင်ကတော့ ကိုပိုလေးကိုတိုးကြော်မယ်အဲ့လိုမျိုးနော်အဲ့လိုမျိုးပြင်နေတဲ့ကောင်ကအဲသူတကယ်ဒီထုတ်လို့ရေလုတ်တဲ့ချိန်မှာမဲ့ကျွန်တော်တို့ဆောက်မလုပ်တော့ဘာဘာသူရုပ်ရှင်ကားကြီးရနေပြီအဲအဲ့ချိန်မှာအဲသူဒီ main online တမီးနဲ့ဘာခင်တီးတက်မုံနဲ့အဲသူတို့ပေါင်းနေပြီပေါ့နော်7ပါဆိုလည်းမသိပါဗျာအဲကျွန်တော်လည်းအဲရုပ်ရှင်နံပါတ်တွေလည်းအဲဘာသူ company နံပါတ်လည်းမှတ်မိအဲ့မှာအဲသူတို့အတူတူပူပေါင်းပြီးလုပ်နေကြပြီပေါ့နော် အခုမင်းညကသူ့ဟောတန်တာမူးသိမ့်နေဖြစ်တယ်အဲ့ဒါကိုထွန်းထွန်းကကြောင်းဝင်ပြီးတော့ပြောတဲ့ဟာကိုဒါအဲ့ဒီ లై ကြီးလဲအကုန်ကြည့်ပြီးသွားပြီပေါ့နော်ဒါတော့သူတို့လူမှုရေးပြဿနာဒါလူမှုရေးပြဿနာဆိုရင်ကျွန်တော်ဒီဟာတွေကဘာဖြစ်လဲဆိုတော့ကဒီတော်လိုင်းဘက်မှာလဲလာပြီးတော့ရိုက်ခတ်တယ်ပါလဲဆိုတော့ကျွန်တော်တော်လိုင်းသတင်းတွေတော့ဖုံးသွားပြီပေါ့ဗျာနော်တော်လိုင်းသတင်းတွေတော့တော်တော်များဖုံးသွားပြီဒါမဲ့သူတို့ဘောမဘက်မှာဒီလိုတွေစောက်ပြဿနာကြီးတက်နေတာတော့လေအဲပြောမယ်ဆိုရင်တော့ အဲကျွန်တော်တို့ပျော်စရာကောင်းတယ်ဗောဗျာနော်ပျော်စရာကောင်းတယ်ဆိုတာဟိုဟာလေးဗာလဲသူများအိမ်တော်ကြီးပြက်လို့ပြက်စီးတာဟိုပျော်တာလည်းမဟုတ်ဗောနော်သူတို့ဗာသူတို့အချင်းချင်းအဝေးမတည့်တာဗောနော်အဝေးမတည့်တာအာအဝေးမတည့်တော့ဟိုဟာဘယ်လိုပြောမလဲဟိုဟာမစားရတဲ့မဲတဲနဲ့ပတ်ဆိုပြီးတော့အဲတချို့ကလည်းပြောကြတယ်ဗောနော်တန်တာမိုးသိမ့်ဘူးအမှန်တော့မဟုတ်ပြကျွန်တော်ဟိုကရိုင်းရိုင်းဆိုင်ပြောမှဆိုမစားရတဲ့ နှီးပါဗျာမဆားရတဲ့နှီးဒါနဲ့နှီးဒါကျွန်တော်ရိုင်းရိုင်းဆိုင်ကိုပြောရင်ဒါပါဒါတော့သူတို့ကဏ္ဍပေါ့နော်ဒါကျွန်တော်ပြောခိုင်းတဲ့အတွက်ဒါကျွန်တော်နည်းနည်းလေးပဲအဲကျွန်တော်နဲ့ရွှေမန်းနဲ့ပတ်သက်ဖူးတဲ့အကြောင်းအရာလေးဒါနည်းနည်းပဲဒါပြောပြခြင်းပေါ့ဗျာနော်โอเคဆိုတော့အဲ့ဒါထားလိုက်ပါတော့အခုလာမှာတော့ကျွန်တော်တို့ဒီဘောမရက်ွက်ဟာတာများဆိုတော့ကျွန်တော်ဟိုတယ်လောကမှာကျွန်တော်ဒီရုပ်ရှင်တရုပ်ဆောင်တွေ ဘာလဲဟိုဝိမုံဆွေကြီးတို့ဘာလို့ပဲပဲနေနေပြောထားတဲ့ကောင်ဖမ်းမစည်းပါလို့ပြောထားတဲ့ကောင်ကြောင်မျိုးမင်းကအခုကြတော့မဲတမျိုးပြန်ပြောင်းသွားပြန်ပြတ်နော်အဲ့တော့ကျွန်တော်အမီရပြည်သူများတော့ကျွန်တော်ပြောသေးလားမသိဘူးဘာဒီဝိမုံဆွေကြီးရဲ့ယောက်ျားကဒီခရိုဒီဆိုတာကျွန်တော်အပိုင်းဘလောက်မှလည်းမသိဘောမရက်ခွက်ဟာသားများအပိုင်းဘလောက်မှလည်းမသိကျွန်တော်ပြောထားဦးတယ်အဲဒီကောင်တမင်မြတ်ဒီနှုတ်ဝင်တယ်ကို မကြည့်ကြည့်အောင်မြန် highlight လုပ်ပေးလားလို့တော့မှကျွန်တော်ပြောခဲ့သေးကြပါဗျာ။ Okay ဒီနေ့တော့ဒီကောင်ကြောင်မျိုးမင်းဘာတွေပြောလဲဆိုတာကျွန်တော်အတူတူကြည့်ပြီးတော့ဆဲစရာရှိရင်လဲဆဲမယ်ရှိစရာရှိရင်လဲရှိမယ်ထုံးစံတိုင်းပဲဘောမရက်ွက်အစီအစဉ်ဒီလိုစတင်ပါကြီး။ Okay ဒီ device တွေပါလို့လေ။อืม ဟိုညီမပြင်းမှာကျန်နေတဲ့လူမျိုးတွေတောက်ကြီးအဲ့တခွက်အေးကိုဘာလို့အုံနေချင်းတော့အော်ဆိုဝိုင်းတိုက်ဝိုင်းတိုက်ခဲ့ဝိုင်းတိုက်ခဲ့ပြီးတော့ဘာလို့လဲဆိုတော့ဟိုမျိုးစုံပေါ်မှာနာမည်တိုက်ပြီးတော့ဒီခုခုနောက်ဆုံးတိုက်ခဲ့ခံရတာဂျီဖက်ဖြစ်ပြီဒီဘက်ကဘာလဲမလေးရှားမှာရှိုးဝဲလေးဆိုတာဒီနေ့ညာဆိုတာအဲ့တော့ဂျီဖက်ကိုရှိုးဝဲဆိုတာကောင်းလားဆိုတော့ရှိုးဝဲခေါ်တဲ့ဒူကိုရောဂျီဖက်ကိုရောဘာမှမပေးရဘူးလုံးဝဘိုက်ကောက်အောင်ဆိုပြီးအုံနေချင်းနဲ့ချတယ်ဟုတ် ချတော့อืมချတာလေဆိုရှယ်မီဒီယာပေါ်နေလောလောဆော်တော့လေဆိုရှယ်မီဒီယာပေါ်နေဝိုင်းရေးအောင်ရေးတော့อืมလူလဲလဲအောင်တို့လောတို့လောဟုတ်ပြီဟုတ်တယ်လို့ထင်အောင်ထင်နေတယ်တကယ်ကြောပွဲတွေမှာတော့ကြည့်နေတာဟိုကဟိုတော့ဟိုမဟုတ်ရှိနင်းနင်းဟုတ်ရှိရဲ့နောက်ဝင်တယ်ချက်ကားဆိုရယ်တိုက်ခတ်ထားတာအခုဆိုရင်ဟိုရှိမျိုးခက်တဲ့မီဒီယာတွေတွေ့ရရပဲရေးနေကျွန်တော်တွေ့ရတယ်ဆိုတော့အဓိကဘာဖြစ်တာလဲဆိုတော့တို့တုံးဆိုလို့ကဒီပြည်တော်မှာကြံနေရတဲ့လူပညာရှင်ရဲ့အမှုပညာတို့တွေလောက်တာကိုမကြိုက်ဘူးလို့လောအောင်လုပ်စီနေတဲ့ဖြင့်ဒီရဲ့ပြည်တော်ရှိရဲ့လူပညာရှင်အကုန်လုံးငှက်ပြတ်ဆုတ်ပြတ်သွားတော့လို့မြင်ရတယ်ဟုတ်လား မအေလိုမျိုးတော့စကားကိုဒီကောင်အဲ့လိုကလိုနီကလိုမက်တွေပြောလဲဆိုတာเนาะစကားကိုတကယ်ဒီလိုဖာကြကြဖာဆဆန်ပြောတတ်တာဒီကောင်ပဲရှိတယ်เนาะအရင်တော့ဘာပြောလဲဒါဒီဒီလိုမှကြံခဲ့တဲ့နုညာရှင်နဲ့ဒီရွေးကောက်ပွဲအတွက်ဘာမှမလုပ်ပေးအကုန်ဖမ်းစီဘာဖြစ်နေညာဖြစ်နေတယ်ဒီကောင်ပြောခဲ့အခုကြတော့လေဟုတ်လားဒီပြည်တွင်းအနုပညာရှင်တွေကိုဒီပြည်ပရောက်တဲ့အနုပညာရှင်တွေကပုံနဲ့ချင်းနဲ့တိုက်ခိုက်တယ်ဆိုတော့စောက်တန်ကထွက်လာပြီးတော့ဒီပြည်တွင်းအနုပညာရှင်တွေဘက်က ကဲဒီကောင်ဖင်ဝင်တာဗျာကဲဒီလိုကောင်မျိုးကိုကျွန်တော်တို့ဘယ်လိုယုံကြည်မလဲဗျာဒီကောင်ပြောတဲ့စကားလေနော်ဒီကောင်ပဲဟိုတရုတ်ဆောင်တွေ့ဟိုဟိုမောင်မျိုးမင်းနဲ့ဖြစ်အကုန်လုံးနဲ့ရှောက်ဖြစ်နော်ခမရတို့အခွန်ဘယ်လောက်ဆောင်လဲဆိုတာဟလားတိုင်းပြည်တွေအခွန်ဝေးဘယ်လောက်ဆောင်လဲဆိုတာကျွန်တော်နဲ့တွေ့ခမရတို့လွန်အောင်ရှောင်းတော့ကျွန်တော်ဒါပဲမင်းမှာဆိုပြီးတော့ ဒီကောင်ဒါကိုခဏခဏပြောတယ်အခုကျတော့ပြန်ပြီးတော့ဝိမုတ်ရှိဘက်ကသူပြန်လာသွားပြန်ပြီနော်နော်ကျွန်တော်တလုံးမှာကျွန်တော်ပြောထားသေးတယ်ဒီကောင်ပြောထားတာဝိမုတ်ရှိဘာဖြစ်တယ်ညာဖြစ်တယ်အလင်းရောင်တို့ဟုတ်လားဖမ်းဖို့စီးဖို့ဒီကောင်ပြောတာအဲအဲ့ကြောင့်မြတ်ပြည်သူကကျွန်တော်မယုံနဲ့မယုံနဲ့ဆိုတာဒီကောင်တွေကဘာလဲဆိုတော့ဒီနောက်ဝင်တဲ့ဇက်ကားယူဒီကောင်တွေက highlight လုပ်ပြီးတော့ဒါတမင်ပြောပေးတာဖြစ်နိုင်တယ်ဗောနော်ဒီကောင်တွေကမယုံပါဘူးကလိန်ကြစ်တွေ ။ဘာသူတို့ဆုတ်ပြတ်တာသူတို့သူတို့ကပြည်နယ်လူတွေဆုတ်ပြတ်စီခင်။อืมသူတို့ဘဝပြည်သူတို့ဒီရလူတွေပြည့်စီခင်။ဟုတ်ရောဘယ်မှမဘယ်မှဘဝပြည့်လဲပြောလည်းမင်းဘယ်ဘယ်ဒီမင်းပါစစ်ကောင်စီလက်အောက်မှာမနေတဲ့အမှုမြရှိနေဘဝပြည့်တာဘယ်ကောင်တွေရှိလဲမင်းငေါ့ဟုတ်လက်ညှိုးထိုးပြတ်လဲဘယ်သူတွေရှိလဲဘယ်ကောင်တွေဆိုတာရိုင်းသွားတယ်ဟမ်မင်းပြောပြတယ်ကဲမင်းလက်ညှိုးထိုးပြတယ်ဟုတ်ပြီစစ်ကောင်စီလက်အောက်မှာမနေဘဲနဲ့ဟာမင်းပြောတော့ကပြည်ပမှာရောက်နေတဲ့အမှုမြရှိနေဘယ်အမှုမြရှိနေဘဝပြည့်နေဘယ်လိုစုပ်ပြတ်တယ်မင်းပြောပြတယ်ဟမ် သူတို့ပေါ်ပြတာကသူတို့လမ်းနဲ့သူတို့ကြိုက်တော့သူတို့ယူသွားကြတာဒီမှာပြည်တွင်းမှာနေတဲ့လူတွေကသူတို့ကြိုက်တဲ့လမ်းကိုသူတို့ယူချင်တာဒီမိုကရေစီကဆိုရင်ပြည်တွင်းမှာနေတဲ့သူတွေသူ့ရဲ့ right ကသူနေခွင့်ရှိတယ်ဆက်နေခွင့်ရှိတယ်ဆက်လုပ်ခွင့်ရှိတယ်အေးပြည်ပြည်ထွက်ပြေးသွားတဲ့သူတွေသူ့ရဲ့သူပြေးနိုင်ခွင့်ရှိတယ်အေးလေဟာလားမင်းမင်းစပတ်အာလုံးမသားမျိုးရဲ့ငါပြောတာအဲ့ဒါပဲသူကပြည်တွင်းမှာနေနေလေနောက်မင်းတို့ဘာလဲဒီဟိုဟာဒီဟိုဟာအတူရောက်ရွေးကောက်ပွဲအတွက်ဒီမဲမဆွေပေးလို့မရဘူးဘာဖြစ်နေကြပြီပြောတာဘယ်မအေးလို့ပြောလဲဟမ်မင်းပြောခဲ့တာမဟုတ်လားဟမ် မင်းပဲပြောခဲ့တာလေ तू right နဲ့ तू နေ तू အောင်နေပါစေလေ तू လည်း तू လုံးချင်တာလုံးပါဗောဟုတ်လားမင်းဟိုတလုံးမှပြောခဲ့တာလေလုံးမှကိုပြောခဲ့တဲ့စကားဘာမှမသိမင်းအရင်တော့ပြောခဲ့ပြန်လာတော့လေဟမ်ရင်တော့နေတို့ကြာနေတို့ဘာဖြစ်နေကြာနေတို့ကခါတဲ့ဒီရွေးကောက်ပွဲအတွက်ဟိုနေလေးလေးကပဲခုနေတို့ခုနေတို့ဖြစ်သွားပြန်ရောချက်ချင်းပြည့်ပြီးလီးစုပ်ဟမ်ပြီးမင်းမဲခါတဲ့မုံလိုက်လူမြရာရှင်နေမုံလိုက် ိုလူဟိုနုပညာရှင်စိန်ခေါ်လိုက်ဒီနုပညာရှင်စိန်ခေါ်လိုက်နဲ့အမှန်တော့ဒီကောင်စိန်ခေါ်ကျွန်တော်စိန်ခေါ်တာမဟုတ်ဘူးဗျဒီကောင်ကချင်းချောက်တာနော်ချင်းချောက်တာချင်းချောက်တာသိကြတယ်ချင်းချောက်တာဒီကောင်ကသူ့ပထွေးအားကိုးနေဒီအနုပညာရှင်ကိုလိုက်ပြီးတော့ချင်းချောက်နေတာဟွန်းမဲသူတို့ပြေးတာကအမှန်နေခဲ့တဲ့လူကအမှားဆိုတဲ့စကားကြီးကမတ်တာနေတော့သူတို့မှလည်းမရှိဘူးသူတို့မှမရှိဘူး ပြီးတော့ပြီးမှလည်းဒီလိုဒီလိုသရိုးတိုက်ခိုက်တိုက်ခိုက်ပိုင်ခွင့်မရှိဒီလိုဆိုတော့သူတို့ဖွဲ့ညောက်ပြီးတော့ရုံးနေဒီဘက်ထွက်သွားကြရတယ်ဟုတ်တော့ကြရတယ်ပြီးတော့ဒီမားကြီးဆိုတော့နားလေကအပြောင်းဝင်လာတယ်လက်မှတ်ထိုးထောက်ထုတ်တယ်ကောမိမိဆက်ဖက်ဒီဘက်ကိုဘယ်သူမှမမြောက်ဘူးသူကထွက်သွားတာနော်အလုံးမသားမိတ္တရာသွားမေးကြည့်ဦးနော်အဲ့ဒီဖက်မအေးလို့လဲငါဆဲပြီးွားပြီသူကထွက်ပြေးပြီးတော့ခါကနောက်ကလူတွေမြောက်ပေးလို့တိုးပို့လို့ဆိုတာသင်ခန်းလိုက်လေမင်းကလည်းအနောက်ကလူတွေမြောက်ပေးမှတော့မင်းဒီတော်လည်းရင်မှာ ဒီမှာမြောက်ပေးလို့လုပ်တယ်ဆိုတာကအုံတော့မရှိလို့ရှင်းလာကိုကံယူရင်းနဲ့ကိုလုပ်တဲ့လူကြီးပဲဒီတော်လိုင်းကြီးကိုဘာသူမှမြောက်ပေးစရာမလိုကိုအသိစိတ်တဲ့နဲ့ကိုလုပ်တဲ့လူကြီးကြီးပဲမင်းမြောက်ပေးလို့လုပ်တဲ့ထဲကဒီကောင်ကြက်မပြည့်လို့ပဲနော်ဒီတော်လိုင်းကြီးမှာအနောက်ကဟိုဟာပါရုပ်ရှင်သေုပ်ဆောင်တွေကမြောက်ပေးလို့လုပ်တာတို့နော်အပြည်သူတွေကတွန်းပို့လို့အမှုပြာတမားတွေရောက်သွားတာတို့ဆိုတာအအုံတော့မရှိတဲ့လူတွေပဲလုပ်အုံတော့ရှိတဲ့လူတွေအဲ့စကားဘယ်တော့မှမပြောမှတ်တာနော်ငါတို့လုပ်တာငါတို့ခံယူချက်နဲ့ငါတို့လုပ်တာ ရှင်းလားကောင်းကောင်းမဆိုရှာပြီးစားတော့လေတော်တော်ကြီးလုပ်တယ်ဒါပဲဒါနဲ့ဘာလို့ထုတ်လိုက်ခဲ့တယ်လဲတက်ခဲ့ကြတာဆိုတော့ပြောရတော့တော်တော်ဆိုရဲအခုမလေးရှားမှာရှိတဲ့ပွဲကိုလည်းသူကဖျက်ဆီးဖို့ကြိုးစားတာပေါ့ဒါမှမဟုတ်မြင်ပါဘူးဟိုရှင်ရဲ့နောက်ဝင်တယ်ဆိုရဲရှင်ကားကိုလည်းလူတွေမကြည့်အောင်ဘာလို့တော့ဝိုင်းလို့ပြောလိုက်ရတယ်အခုနှစ်ပတ်ရှိနေလို့လေသုံးပတ်မြောက်တင်ဖို့တော့သူကြိုးစားနေပြီအဲနောက်ကတခြားကားတွေကအတင်းတိုးဝင်လာလို့လားသူကဘယ်လိုလဲမသိဘူးနှစ်ပတ်ရှိပြီအောင်ပြန်တယ်ရှင်ကလူကြည့်လာကြည့်လာမင်းနှစ်ပတ်ရှိပြီပြရတယ် အမှန်တမ်းမရှိနော်ဒီကောက်ဆောက်ကိုကြည့်နော်တကယ်ဒီကောက်ကလင်ကချင်းမှာတကယ်ကလင်ကချင်းလို့နော်ကျွန်တော်စနားလည်းပြောပါတယ်တို့တော့လည်းကျွန်တော်ဟိုတနည်းရလေဘောမရောက်ကဟာတာများဘလောက်မှလည်းဒီကျွန်တော်ပြောခဲ့ပါတယ်ဒီအဲဒီကောင်ဒီဖိုးပွင်းနဲ့အလင်းရောင်ကိုသူဒီကောင် highlight လုပ်ပြီးပြောနေတာအာရာပြည်သူတွေကဖိုးပွင်းနဲ့အလင်းရောင်ကိုဒီတော်လိုင်းထဲမှာပါလို့အဲသူတို့ဒီရေကောက်ပွဲအတွက်ဒါရုပ်ရှင်မရိုက်ပေးတာလို့ ။ဘာဇလန်တို့မရိုက်ပေးတာတို့ဆိုပြီးတော့ဒီကောင် highlight လုပ်ပြီးပြောတာဖြစ်နိုင်တယ်ဆိုပြီးတော့မှကျွန်တော်ပြောခဲ့သေးရနော်။အခုလာပြီတွေ့လား။အမ်။ကောင်းနေဖာတယ်လေဖာတယ်လေ။နော်ဒီတိုင်းတော့ရင်ခင်ဗျာသုံးမျက်မြောက်ကိုဆက်ပြလို့ရတယ်ဖြစ်နေပြီ။ဆိုရအခုကြာပြီ။ပို့နေတာသူတို့လောက်ကမပေါ်တော့ပေါ်ပြီဆိုပြီ။သုံးမျက်မြောက်ပြလို့ရတယ်။ကျွန်တော်လည်းအတူပြန်ရှင်နေရတယ်။ဒီတစ်မှတ်တည်းတချို့ပြန်ရှင်နေအဲ့ဒါကိုလည်းမနာလို့ကြတာလားမသိဘူး။တခက်တဲ့လိုဘာလို့သတင်းတွေပေါက်ပြရေးပြီးပြီးတော့တိုက်ခိုက်တာ။အဲ့ရတော့ပြည်တွင်းမှာရှိတဲ့ဟိုဟာတချင်းကြီးအားလောက်တော့ပဲအပြင်းအထန်တွေထွက်လာတယ်။ချင်းကြီးပဲပြန်ပြီးတော့ ဟိုမုတ်ဆွေတို့ရဲ့စကားပေါက်ပြီးတော့အောင်မြင်ကြအောင်မကြည့်နိုင်ဘူးထင်ပါတယ်အဲ့တော့ဖိုက်လာပဲအဲ့ပုံစံမျိုးစုံနဲ့ဖိုက်ကြတာပဲမျိုးစုံဖြစ်နေကွာရောထွေးနေအဲ့ဒါဆိုတော့အဲ့ဒါဆိုတော့ဟုတ်ပြီပုံစံမျိုးစုံနဲ့ဖိုက်တာဆိုတော့ဝင်းမုံရှိယူမကြည့်တတ်တာကဟိုကနေဝင်းတို့ဖြစ်လိုက်မယ်အလိုလေဆိုနေဝင်းတို့ဒီပြောတဲ့စကားကထိုင်းမှာအလုံးကလူမကြည့်ရအတွက်နော်ခွက်ခွက်လောင်အောင်ရှုံတဲ့အတွက်ဒါနေဝင်းတို့ကတိုက်ခိုက်တာဖြစ်လိုက်မယ်တရားအဲ့နေဝင်းတို့နည်းနည်းခေါ်ယူပြီးတော့မင်းစစ်စစ်မင်းမင်းပြောနော်မင်းပြောလို့ဒီ net ဝင်တယ်က အောင်မြင်နေဆိုရင်ပေါ့နော်အောင်မြင်နေဆိုရင်တော့ဒါဒီနေဝင်တို့တိုက်ခိုက်တာဖြစ်ဖို့မြင်ရတယ်ပေါ့နော်အဲပြောတယ်ပြောတယ်စကားပြောတယ်ဘောဘောတယ်ဘောတယ်စကားอืมလူမြရှင်အောင်ဆိုလေတောင်းပေါင်းမလျောက်ဘူးဒီကာလာအဲ့ဒါဘာလို့ဆိုတော့တချို့ကိစ္စတွေကကိုစရတဲ့ဇာတ်လမ်းတွေကချို့အစိပိုင်းတွေပြဖြစ်တာဗျအဲ့လိုဖြစ်တယ်နောက်တစ်ခုကဒီ GFET ဆိုလေဒီဒါအခုတိုက်ခိုက်ခံရတယ်တချို့ကပါပဲဒီတို့ကပြန်တွေ့ကြည့် GFET ဒါပြန်လာလို့ပေါ့ဗျမလာဘဲနဲ့သူကမှလာနေခဲ့သူလည်း idiot ဘန်ကဟိုဘောင်ကလေးဟိုရေမွန်လို့ဖြစ်မယ်နော်ရေမွန်လို့ဖြစ်မယ်ဘာလို့လဲဆိုတော့ဟိုရေမွန်ကရက်ကြီးကီပောက်ထပြီးအဲဆိုတော့ထပြီးသွားလိုက်တယ်တော့မှကိုယ်ရောရဲဆုံးသွားရှာတယ်ဘူးဒုက္ခပဲလေဘူးဒုက္ခပဲလေမျိုးသူဆုံးသွားတယ်ကျွန်တော်ကတော့ပုံလို့ပြောတာယူရတာကိုယ်လုံးဆုံးမှမဟုတ်မတတ်ပါဘူးအခုခုကြောင့်ခုခုကြောင့်တော့ဖြစ်တယ်သိကြတယ်ကိမေလို့နော်ယူနာဆုံးတော်မဟုတ်ဘူးတခုကြောင့်ဖြစ်လိုက်မယ်ဆိုတော့ပါသေးရနော်အာအာအေးအေးအေး ဒီကောင်းနေရတော့ဒါပြည်သူမင်းတို့ပြောတော့တရင်နဲ့အစိမ့်မခတ်ပါနဲ့တရင်နဲ့အစိမ့်မခတ်ပါနဲ့ဆိုမင်းတို့ကိုယ်တိုင်ပဲတရင်နဲ့အစိမ့်ခတ်နေကြလေ။အော်တော်တော်ဆူဆူကောင်းပဲ။အေးပါမင်းတို့လည်းဒီလိုပောက်ရပြောမှာသမင်းစားတဲ့ကောင်းကြီးဆိုတော့ပြောပေါ့ကွာနော်။စိတ်မကောင်းဆိုတော့တိတ်နေမျောလဲဆိုတော့ငင်းပြောတယ်အခုရေမောမရှိတော့တဲ့ခါသူ့ရဲ့ idiot ဘန်ကပြက်ပြီအခုပြက်ပြီဆိုကြီးညာတယ်ပြက်ပြီဆိုပြီးတော့အခုသူ့ရဲ့ drama ကိုဂျပန်ဆိုတဲ့ပုဂ္ဂိုလ်ကသူ့ရဲ့ Facebook ကိုတင်ပြီးတော့ပြောလာတယ် เนาะ तू तू ပြောတာရှိရှိလေးလုံးဝပြက်ပြီเนาะအဲ့တော့အဲ့တော့ဘာလဲဆိုတော့ तू ရေးတာဆိုရှင်လေအရင်ကဘာမှမရှိဆုတ်ပြတ်တမှုတွေအကောင်းကနေတယ်ဘာမှထူးထူးခွေးတွေခွေးယူးတွေအယိုးလူလူဆိုလို့မမပြတ်တာအရင်ကတည်းကအကျင့်ပါတော့တဲ့ဆက်ပြီးတော့အအောင်နောက်ပြတ်မှာကိုမချိုက်တော့တဲ့အတွက်အားလုံးကိုဆုံးမကြတော့ပါပါဆိုပြီးတော့သူ့ရဲ့ဒီ idea band ကိုဖြတ်ပြီးဆိုပြီးတော့ပြောတယ်အဲ့တော့ Brimon ကိုလုံသွားတာနဲ့ idea band ကိုလုံးပြက်စီသွားတာသွားတာပဲဆိုတော့သူတို့ရဲ့ဂျင်းနဲ့ဒီပြက်စီသွားတယ်ပြီးရနောက်ဆုံးဆုတ်ဆက်ပွဲလုပ်နေချိန်မှာတော့နေထိုင်ကြားတဲ့အဆိုတော်ဒီနိုကဟုတ်နော်ဟာအတက်နဲ့ဆုံးသွားရှာပြောချင်တာတချို့အားတွေကอืม ီသူတို့ကသူတို့ဟုတ်တယ်မရှိရဘူးသူတို့ဘက်ကိုသူတို့ဘက်မှာမရက်တဲ့သူတွေကိုတိုက်ခဲ့တယ်ပဲသူတို့ဘက်ကရက်ခဲ့တဲ့သူတွေရဲ့ဘဝကိုလည်းကာဝဆောက်ချက်ကိုပေးနိုင်ကြဘူးအခုဆုံးချုပ်သွားပြီတည်ငုံသွားပြီဘာမှပြန်မရတော့ဆိုတော့ဒါရီယာသူတင်ငန်းလာယူတဲ့အရာလေးကိုကျွန်တော်မြင်တယ်သူတို့ဒါနဲ့တင်ငန်းလာမယူနိုင်သေးဘူးခုဒီလိုမှနေရအပြုပြင်ရှင်တွေကိုစည်ရဲလုပ်တယ် BC လုပ်ကိုစည်ရဲဆိုပြီးတော့သူတို့ကျွန်တော်တို့ဒီအဖွဲ့တစ်ဖွဲ့ကနေပြီးတော့စည်ရဲကောက်ချတယ် F FNCG ဆိုလာပါလားအဲ့အဖွဲ့အဲ့အဖွဲ့တွေကိုစာလုပ်လုပ်တယ်စည်ရဲလုပ်ထားတယ်ဘာလုပ်လဲဆိုတော့ဘိုက်ကလုပ်မှာဆို ဘိုက်ကောင်နဲ့ social management လုပ်ဖို့လေဆိုပြီးတော့ FNCC ဆိုတော့ဒီ Facebook page တစ်ခုကနေပြီးတော့တို့အဲ့ဟိုဘောက်ပေါ်တော့တို့ကတို့ကတို့ကညီပိန်းညီပိန်း page ပေါ့နော်ဝိုင်းပြီးတော့အဲ့ဒါဆိုတော့လူပေါင်း150လောက်ရှိတယ်လူများရှင်း150နီးပါးကိုစင်းလောက်ထားတာလောက်ပြီးတော့သူကအဲ့လူတွေကိုဘိုက်ကောင်လောက်ရမယ်ဘိုက်ကောင်လောက်ရမယ် punishment social punishment လောက်ရမယ်ဆိုပြီးပြောတာလေအဲ့တော့အခုလူ150လောက်ရှိတယ်စင်းရတော့အဲ့တော့ဒီကပြီးတော့မှရှင်လူများရှင်းလဲငါလည်းဖာသလားဆိုတော့ပြည်ကြည့်ကြည့်ကြလိမ့်မယ်ဆိုတော့တခါကြတော့လေပြီးတော့မှလူများရှင်းလဲကိုတော့ညီညွတ်ကြဖို့လူပြီးဆိုတော့ကျွန်တော်အဲ့ဒါကိုသတ်မှတ်ပြောတာ မာလို့မျိုးမင်းပထမပြောပြည်တွင်းမှာနေတဲ့နုမြရှင်ကဟမ်ဘာဖြစ်လဲညာဖြစ်လဲဆိုဟမ်ဒါလေးတော့မရပြောတော့မရပြောခေါ်စစ်ခေါ်ဖမ်းဆိုမင်းပြောတာလေအခုကျတော့မင်းပြည်တွင်းမှာရှိတဲ့နုမြရှင်ကိုဘောပေးပြေးမှတော့ပြန်ပြီဟမ်အော်အော်ဒီမအေးလို့မျိုးလဲတော့ဘယ်လိုမအေးလို့မျိုးမှမသိဘူးอืมကျွန်တော်ကအဲ့ဒီညညွတ်ပြင်ကြပါလို့ပြောရင်တချို့တွေကသိကြတယ်ပြောတယ်ဟုတ်ညညွတ်ကြပါမညညွတ်လို့ပြောဆိုခုကလည်းမပြတ်ငါဆိုတော့ကိုယ်ကတွေ့ဖို့အောက်ဆုံးလိုက် လုပ်နေကြတယ်။ဒုတိယ50လောက်ကိုတော့ပြီးတော့ဥစ္စာကြီးစီးရင်လုပ်ပြီးဒီလူတွေကို social punishment လုပ်အောင်ဆိုပြီးတော့ wine လုပ်အောင်ဆိုပြီး wine လုပ်နေတယ်ဟဲ့လား။အဲ့တော့အဲ့ထက်မှဘယ်သူပါလဲလူပြရှင်ဘူးပါလဲဆိုတော့ကော့ကိုသိချင်ကြည့်လို့တော့ရတယ်။ဒါပေမဲ့ကျွန်တော်လည်းမတူပါရှင်းအောင်ပြတော့။ဟုတ်တော့ဒီချိန်မှာဖိအားတန်နေပြုံးဆောင်လာလိမ့်မယ်လူပြတော့ပါလေ။ဘာလို့ဆိုတော့ဒီကာလမှာလာမှာပဲရုပ်ောက်ပဲနီးနေချင်းပိုးလှုပ်မှာပိုးချ။အဲ့တော့လူပြရှင်တွေအကုန်လုံးကကျွန်တော်ရှေ့ပါပြောခဲ့သူပဲ။နာမည်ကျော်ထိဒေသီတွေကကိုပြန်ပေါင်းပေါင်းပြီးတော့တကြီးတွေနဲ့ဒီလိုမျိုးငါတို့အချမ်းမဲ့ကိုလက်မခံဘူးဆိုရင်ဒီ hashtag campaign တွေပြန်တော့ရအောင်။ ဟုတ်ပြီနော်ဆိုတော့ဒီကောင်ကပဲဖိအားတွေအဲဂျုံရမယ်ဆိုတာမင်းကိုယ်တိုင်ပထမဆုံးဖိအားပေးခဲ့တာမဟုတ်လားဟမ်မင်းကိုယ်တိုင်ပထမအဦးဆုံးဖီးယားပေးခဲ့တာမဟုတ်လားလို့ဒီပြည်တွင်းမှာရှိတဲ့အမှုပြန်ရှင်တွေဟမ်အခမရောက်တိုင်းကြီးကိုဖျက်ဆီးယူရဲအခုတိုင်းကြီးပြန်ထူထောင်တဲ့အချိန်မှာခမရောက်တို့ဒီပွဲတော့ပါမယ်မပိုင်ပါဖြစ်တဲ့ညပဲဒါသက်ဆိုင်ရာအနေနဲ့ဒါစာတင်စာတင်ဟိုပါဟိုပါပြန်ကြရေးနေစာတင်ဟိုပါ စစ်တပ်ကိုပြောပြောပြောခေါ်ယူစစ်ဆေးတင်တယ်လို့ခေါ်ယူမင်းမြန်တင်တယ်လို့ဘယ်မအေလို့ပြောခဲ့တာလဲမင်းကိုယ်တိုင်ပဲဖိအားပေးခဲ့တာလေဟမ်မဟုတ်ဘူးလားနောက်ပြီးတော့ဒီစစ်မှုတန်းခေါ်ဖို့လဲမင်းကိုယ်တိုင်ပဲစပြောခဲ့တာနော်အဲ့တမိုင်းကြီးရှိတယ်နော်ဟောဒီမှာတေရွာမှာလူဘလောက်ရှိမလဲခါတေရွာမှာ90လောက်ပဲခေါ်ခိုးရွာ90ခေါ်အား စစ်အင်အားဘယ်လောက်ထိကြီးသွားမလဲဆိုတာမင်းကိုယ်တိုင်မင်းစောက်ပစက်ကပြောခဲ့တဲ့ဗီဒီယိုဖိုင်တွေရှိရနော်อืมအဲ့ဒါမျိုးတယောက်ပဲရှင်းရှင်းပြီးတော့ပူဆောင်ပြီးတော့ hashtag campaign တွေပြန်ရအောင်ဆိုကြမလို့ဒီငါတို့အချက်ဖတ်မှုလက်မခံဘူးခုနကဒီအဲဘာခေါ်လဲအချက်ဖတ်မှုငါတို့လက်မခံဘူးอืมအေးချမ်းဆိုတာလောက်ကြိုက်စောက်ချင်တယ်စသဖြင့်ဒီလိုမျိုးစကားလုံးလေးတွေပေါ့မော်ဒယ်လေးတွေပြီးပြီးတော့ hashtag တွေတွေလည်းပြန်ရှင်းနေအကုန်လုံးကရှိသေးတယ်ပြီးတော့ကျန်လူတွေကတထောင်ကျန်တထောင်လောက်အကုန်လုံးဝိုင်းတိုင်း Facebook ပေါ်ကြည့်လိုက်အဲ့ဒါမှ ဖိုင်ရဖြစ်သွားမယ်အဲ့မှာနောက်ဆုံးဘာဖြစ်လာမလဲဆိုတော့ကိုကိုလေးလန့်သွားလိမ့်မယ်ပြည်သူလူထုကလည်းအဲ့ဒါကိုမရအမှန်ဆိုတော့နားလေသွားမယ်ဒီမဲလုံးပြပြည်သူလူထုလည်းလာပြီးကင်ပေါက်ပြီးပြန်ပြီအဲ့ပြည်သူလူထုကဘယ်ကအမှန်တရားလဲဆိုတော့အကုန်သိပြီးသားနော်လူကတော့မျိုးရဲ့တော့ပြည်သူလူထုတောင်ပြန်တိုက်နေသေးတယ်နော်ဒီကားတော့ဗျာအမှန်တော့ရှင်းတယ်ဒီပြည်တွင်းမှာကြံခဲ့တဲ့အမှုပညာရှင်တွေနဲ့ဒီတော်လိုင်းမှာ ပါဝင်နေတဲ့လူပြည်ရှင်တွေဒီကောင်ပြန်တိုက်ပေးနေတာအဲပြန်တိုက်ပေးနေတာသိကဲ့မလားအဲလုံးမသာယုတ်တီနေကိုပြောတက်တာနော်ဒါပေမဲ့ဒီကောင်စောက်ခွက်ကအရန်တည်တာပါလိန်မျိုးလုံးကနေပီကလက်ပီကလက်ပီကလက်နဲ့ဒီကောင်လိန်ပြီးဆိုရင်အဲပီကလက်ပီကလက်နဲ့ဒါအမြဲတမ်းပြောနေကြအ တော့လူပြောင်းချင်းနဲ့ညီညွတ်နဲ့ဒီကမ်ပိန်းတစ်ခုပြန်လုပ်ရအောင်ကမ်ပိန်းကိုပြန်လုပ်အောင်အဲ့ကမ်ပိန်းကလည်းစစ်တပ်ကိုထောက်ခံမှပြောရမှာမဟုတ်ဘူးမြေကပေါ်ရေးကျိုးစုပိုင်းလိုက်ပြောနေတယ်မလို့သေးဘူးအိုကေထားခဲအောင်ပြောနေတော့ခင်ဗျားတို့တိုက်ခိုက်နေတဲ့ဟာကိုပဲပြန်ပြီးတော့ခင်ဗျားတို့ပုံငယ်ချင်းနဲ့ပညာသားပါပါဒီ hashtag ကမ်ပိန်းကိုပြန်လုပ်အောင်လှုပ်ဆန်းပါလှုပ်ပြန်အဲ့လှုပ်လိုက်အဲ့ဒါမှဒီပုံလေးနည်းနည်းလန့်အောင်ဆိုရှယ်မီဒီယာပေါ်ပြန်လုပ်ပြန်ပြန်အဲ့ဒါကိုဟိုနာမည်တက်ပြီးတော့ဗန်းပြီးမှပြေးကြဆိုပြေးကြရောပြေးကြရဟိုအလုံးကြီးပြေးကြရအချက်ပါတော့ပြေးကြရလူမလူရကအဆောက်အဦအဟက်ဟက်ချက်ချင်းဝိုင်းပြီးလုပ်ကြတယ်အဲ့ကောင်ကတက်လာပြီးသူလှောက်သွားတယ်သူလည်းခက် ိုပေါ့ဒီကိုပေါ့နော်ဗျာကိုပေါ့ကိုနမတက်ပြီးတော့ကိုပေါ့ကို hashtag လုပ်ပြီးတော့ရေးလိုက်ကိုပေါ့နော်ဗျာကိုလာတော့ကိုရေးလိုက်အုံးပြောင်းဗိုင်းဖြစ်တော့မဟုတ်တာတစ်ခုရေးပလိုက်ရဲ့ဘလောက်ထိဖာကြခိုင်းရဲ့ဆိုတော့တွေ့ရမယ်နော်အော်ဒီမအေးလို့မြို့ကတော်တော်ဆိုးတဲ့မအေးလို့မြို့နော်အင်းအင်းအင်းမင်းအဲ့လိုလုပ်တော့ဘယ်ပြည်သူကယုံပါလဲဟမ်အခုလက်ရှိလှုပ်ရှားနေတဲ့ဒေါ်လာရင်းမြတ်ပါတဲ့အမှုပညာရှင်နေဘလောက်ထိ လုံနေတယ်ဘလောက်ထိပါဝင်ခဲ့လဲဆိုတာပြည်သူလူထုအကုန်သိတဲ့အတွက်မင်းတို့ကမင်းတို့ဒီပြည်တွင်းမှာကြံခဲ့တဲ့အမှုပညာရှင်တွေဘလောက်လို့လို့ပြည်သူတွေကယုံမှာမဟုတ်ဘူးเนาะပြည်သူတွေကစောက်ပိနေမဟုတ်ဘူးเนาะဒီကောင်ကြီးရတယ်လုံးပါသားလုံးလိုက်အဲ့လိုနဲ့အဲ့မရှိတဲ့ပြည်နယ်ရှင်မင်းတို့ဆုံးသွားတာအကုန်ကြီးပြလိုက်တယ်အဲ့ကောင်ကြီးမချောက်တတ်ဘူးသူကသူလည်းချောက်တတ်တယ်ချောက်တာမှတုံလုံးချောက်လာဟုတ်လားချောက်တတ်လို့ထွက်ပြေးတယ်အေးမင်းမေလို့ချောက်တတ်လို့ထွက်ပြေးတာမဟုတ်ထွက်မပြေးရင်တတ်မှာ ရှင်းလားအာလူမသားမျိုးရဲ့ဟမ်မင်းတော်စစ်ကြိုးရေးတမမဘယ်လိုခံခဲ့ရလဲဟုတ်လားနော်မင်းမေလင်းကအမှုမြာရှင်လည်းမရဘူးသူတို့ပုံငန်တာနဲ့မင်းကလည်းဘယ်လိုလုပ်လဲဆိုတာမင်းလည်းသိတယ်နော်မအေလူမျိုးကြောက်လို့မဟုတ်ဘူးကိုယ်အသက်ရှင်ဖို့အတွက်ထွက်ပြေးရတာအမှုမှာတော့ကြောက်လို့ဆိုတော့ဘာဖြစ်အောင်ကြောက်ရင်လုံးဝမတော်လန့်ဘူးမပုံငန်ဘူး ဟုတ်ပြီမင်းတို့အဆိုကြောက်လို့ဟုတ်ပြီကြောက်လို့ဟိုဟာပါမကြောက်လို့မင်းတို့ပုံကန်တာဆိုလဲဒါတော်လန်တာဆိုလဲမင်းတို့ပြည်တွင်းမှာတော်လန်ဆိုရင်ဘလို့တော်လန်လို့ရမလဲမင်းအမေလင်းအကုန်တတ်နေတာလေဟမ်အဲ့တော့ငါတို့ရတဲ့နေရာမှာရသူနေတယ်နေပြီးတော့ငါတို့တွေတော်လန်တယ်အခုချိန်ကြီးပုံကန်နေတော့မင်းရှင်းလားအလူမှသာကြောက်လို့ထွက်ပြေးလို့ဆိုပါသေး တတ္တိရှိလို့မဟုတ်ကြောက်တက်လို့ထွက်ပြေးတာရှင်းရှင်းလေးပဲအဲ့တော့ပြေးလို့မနေရလို့တတ္တိရှိလို့နေတာဟာအဲ့တော့ပြေးလို့မနေလို့လေညင်ညွတ်နဲ့ပြန်တိုက်ကြဖို့လို့ကျွန်တော်ဒါပဲထပ်ခါတခါပြောကြတယ်တိုက်ဖို့ခင်ဗျားတို့ဖိုက်နေတာကိုခင်ဗျားတို့ပြန်မဖိုက်ပဲနဲ့ငင်းခံနေခင်ဗျားတို့ကခံအဲ့တော့ခင်ဗျားကျွန်တော်ခင်ဗျားကျွန်တော်အခုဒီဟိုတွေဟိုတို့ညာရှိတောင်းဦးကြီးလုံးဟိုဘက်ပြေးနေကုန်တယ်တော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 ်ပြန်ဖိုက်တယ်ဆိုအဲ့ဒါဟုတ်ဆို မင်းတို့လာမင်းတို့နာမည်တိုင်ငါပြန်တော့ပါမင်းတို့လောက်ငါတော့ပါအဲ့ကိုပေါ့တော့ပြောပြင်းပြပြပြောသူနောက်ဆုံးရတယ်ကိုကောက်ပေါ်ပြီးအကုန်ကုန်ပါအဲ့တော့ကျွန်တော်သူပြောဘယ်လောက်ထိသူပြောရမလဲဆိုဘယ်လောက်ထိသူပြောရရတဲ့ပုံပြောရတဲ့အတွက်ကျွန်တော်ပြောသေးတာတော်တော်ပြည်လားโอเคကျွန်တော်ဒီမှာပဲရက်တော့မယ်ဒီမအေလို့ဒီမအေလူမျိုးတဲ့မှာမနောက်မအေလူမျိုးတပြူပေါ့ဗျာနော်အဲ့ဒီကောင်ကဒါဒီကျွန်တော်ဆန္ဒပြောသူကြည်တွင်းကအမှုပညာရှင်နေတဲ့ဒီတော်လန်ကြီးမှာပါဝင်တဲ့အမှုပညာရှင်တွေဒီကောင်တိုက်ပြီးတယ် အဲဒီကောင်ကဒီကီပါဒီတော်လိုင်းလူမြာရှင်တွေသူတယောက်ထဲနဲ့တိုက်တယ်လို့လည်းသူပြောတယ်အရင်တော့ကလည်းမြန်မာပြည်မှာကြံခဲ့တယ်အမှုပညာရှင်တွေလည်းသူတယောက်ထဲနဲ့တိုက်ခိုက်တယ်လို့သူပြောတယ်နော်ဘသူမှစောက်ဘူးမဆိုင်ဘူးစောက်ဖက်မလုပ်ဘူးဆိုလည်းပြောတဲ့ကောင်အခုတော့ပြည်တွင်းကအမှုပညာရှင်တွေရဲ့လီးကိုပြန်ဆုတ်နေပါကြောင်းပြောကြရင်းနဲ့ ကျွန်တော်ရဲ့ဘောမရက်ွက်ဟာတာများစီစဉ်ကိုဒီမှာပဲရှင်းနာခွင့်ပြုပါနောက်နေ့နောက်နေ့တွေများမှာလည်းဒီလိုဘောမတွေဘယ်လိုဆောက်တွဲလာအောင်မလဲဆိုတာကျွန်တော်လည်းဘယ်လိုဆဲအောင်လဲဆိုတာဆက်လက်ကြည့်ရှုစောင့်မျှော်အားပေးကြပါအောင်လို့ပြောကြားနဲ့ထုံးစံတိုင်းပဲမိဘပြည်သူများအားလုံးကောင်းမွန်စွာအိတ်ဆက်အနားယူနိုင်ကြပါစေခင်ဗျာ